မင်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့နိုဝင်ဘာလ၁ရက်မြန်မာနိုင်ငံတဝန်းလုံးမှာရှိနေတဲ့စီးရီးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းအချို့ကိုအောက်လို့တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ရွေးကောက်ပွဲပြပြားစီရန်ကျူးလွန်သူများကိုအရေးယူဆောင်ရွက်မှု၄၀တီရှိပြီးတရားခဏ်၈၈ဦးကိုအရေးယူထားတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်ပါရီဆုံးဒီမိုကရေစီထွေထွေရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဘူကော်မတီနေဖြင့် ေကောက်ဝဲဆိုင်ရာလုပ်ငန်းစဉ်များပြပြရန်နီးမျိုးမျိုးဖြင့်ကျွလွန်သူများအားဖော်ထုတ်ရေးယူခြင်းများဆောင်ရွက်ခဲ့ရာအော်တိုဘားလာ29ရက်ထိအရေးယူဆောင်ရွက်ထားတဲ့အမှု40မှာပြေခံမျိုးသား83ဦးအမျိုးသမီး9ဦးစုစုပေါင်း88ဦးရှိပြီဖြစ်ကြောင်းပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်ထောင်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒုတိယပုံချုပ်ကြီးထွန်းထွန်းအောင်ကပြောကြားပါတယ်။ဒီမှာနေ့ကကျင်းပါတယ်ပါတီစုံဒီမိုကရေစီ ထွေထွေရေကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဘိုးကွန်ပီစည်းဝေးမှာပြည်ထောင်စုဝန်ကြီးကအခုလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ပြည်ထောင်စုနယ်မြေနဲ့တိုက်ဒေသကြီးပြည်နယ်အသီးသီးမှာရှိတဲ့ပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ရေးဥပဒေအရအရေးယူဆောင်ရွက်ခြင်းများပြုလုပ်ခဲ့တာဖြစ်ပါတယ်။ထို့ပြင်ဆက်လက်၍ရေကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်သောနှုံးဆော်မှုများဝါဒဖြန့်မှုများကျွလွန်နေသူများကိုစုံစမ်းဖော်ထုတ်ရေးထိရောက်စွာရည်ယူသွားရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားပါတယ်ရေကောက်ပွဲကာလလာရောက်လေ့လာကြမဲ့ပြည်ရင်းပြည်ပလေ့လာရေးဖွဲ့များမီဒီယာများနဲ့ပတ်သက်ပြီးလွှဲတဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုအသေးစားစီမံဆောင်ရွက်ပေးရမှာဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးကပြောပါတယ်ပါတီစုံဒီမိုကရေစီဖရီရေကောက်ပွဲအပိုင်းတစ်ကိုမြို့နယ်တရားနှမြို့နယ်မှာဒီဇင်ဘာလ28ရက်က၎င်းအပိုင်းနှစ်ကိုမြို့နယ်ပေါင်းတရားမှာ2026ခုနှစ်ဇန်နဝါရီလ17ရက်မှာ၎င်းအပိုင်းလိုက်ကျင်းပသွားမှာဖြစ်ကြောင်းပြည်ထောင်စုရေကောက်ပွဲကော်မရှင်ကထုတ်ပြန်သိပေးထားတယ်လို့သိရပါတယ် ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့24နှစ်အတွင်းမဲဆိုင်ချောင်းရီတာချီလိန်မြို့ရဲ့စိုးရင်ရေးမှတ်ကိုရောက်ရှိနိုင်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မဲဆိုင်ချောင်းရီဟာလက်ရှိရှမ်းပြည်နယ်တာချီလိန်မြို့နယ်လွယ်တော်ခန်းကျေးရွာမှာစိုးရင်ရေးမှတ်အောင်ပေဝက်ခန့်ရောက်ရှိနေရမှာလာမယ့်24နှစ်အတွင်းမြို့ရဲ့စိုးရင်ရေးမှတ်ကိုရောက်ရှိနိုင်ကြောင်းမိုးလေဝသနဲ့စလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။ထို့ကြောင့်တာချီလိန်မြို့နယ်အတွင်းရှိချောင်းနီမြေနေပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုနေထိုင်ရန် ထောင်းရင်မြင့်တက်လာပါကအချိန်မီရှောင်ရှားကြရန်မိုးစလားကအတိပေးနှိုးတော်ထားကြောင်းသိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းဒီပုတ်ကတော့ရေဒက်ဆိုင်ရာပင်လယ်ပြင်လေ့ကျင့်ခန်းပြုလုပ်မှာဖြစ်တဲ့ဖြင့်လေကြောင်းရေကြောင်းသတိပေးချက်ထုတ်ပြန်နေဆိုတဲ့သတင်းဖြစ်ပါတယ်။မြမပင်လယ်ပြင်တွင်ရေဒက်ဆိုင်ရာပင်လယ်လေ့ကျင့်ခန်းကိုနိုဝင်ဘာလ9ရက်နေ့နေ့ရှေ့ရက်တို့မှာရေပြင်ဝေဟင်လက်နက်လေ့ကျင့်ပစ်ခတ်ခြင်းများဆောင်ရွက်တော့မှာဖြစ်ကြောင်းသိရပါတယ်။လေ့ကျင့်ခန်းဧရိယာတွင်မှာရေကြောင်းသတိပေးချက်နဲ့ လေကြောင်းသတိပေးချက်တို့ကို ထုတ်ပြန်ထားပြီးဖြစ်ရာအတိပေးထားပြီးဖြစ်ပါတယ်အဆိုပါလေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလာတွင်ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်အဆိုပါအေရိယာ၅မိုင်ပတ်လည်ကိုတင်မောကြည့်များကုတ်တင်ဆက်လင်းများငါဖန်တင်မောများဆက်တက်တမ်းမှများဖြတ်တန်းသွားလာခြင်းကြောက်ချရနာခြင်းငါဖန်ခြင်းငါဖန်ကိရိယာများထားရှိခြင်းမရှိစေရန်နှိုးဆော်ထားတယ်လို့သိရပါတယ်ဟုတ်ပြင်လေရင်ရဟတ်ရင်များကိုလည်းအမြင့်ပေ15000အောက်ပြန်တန်းခြင်းမပြုရန် ုဆောင်ထားတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းကတော့ရန်ကုန်အတွက်လျှက်စစ်လွယ်ချက်ဖြည့်ဆည်းပေးနိုင်ရန်ဓာတ်ထုတ်လုပ်မှုတိုးချဲ့တိဆောက်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးလျှက်စစ်တာလွယ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်ဓာတ်ထုတ်လုပ်မှုကိုတိုးချက်တိဆောက်နိုင်ရန်စီစဉ်ဆောင်ရွက်နေကြောင်းပြည်ထောင်စုဝန်ကြီးဦးညံထွန်းကပြောကြားခဲ့ပါတယ်။ရန်ကုန်လျှက်စစ်ဓာတ်ပေးကော်ပိုရေးရှင်းအယုံကျုံမှာမြန်မာနေကကျင်းပတဲ့အစည်းအဝေးမှာလက်ရှိထုတ်လုပ်နေတဲ့ဓာတ်အများပုံမှန်သေးဆောင်ရန်စီမံနေပြီး မကြမီထပ်မံတိုးချဲ့နိုင်ရန်နှီးမျိုးစုံဖြင့်ဆောင်ရွက်နေကြောင်းပြောဆိုခဲ့ပါသည်ထို့အပြင်ဒါအကကောက်ခတ်မှုကိုအလဲသုံးစားမှုမဖြစ်စေရေးမီတာဖက်ရှုမှုကိုပံကန်သာဆောင်ရွက်နိုင်ရေးအတွက်တာဝန်ရှိသူအစင်းစင်းကကြက်မှတ်သွားရန်လဲဝန်ကြီးကမှာကြားခဲ့ပါသည်လက်ရှိမှာရန်ကုန်မှာတရက်စစ်မီကို၄နာရီလား၄နာရီပြည့်ဖြင့်အုပ်စုနှစ်စုခွဲပြီးအလဲကြပေးနေကြောင်းမြို့ကန်များထပ်မသိရပါသည်ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုတ်ကတော့ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမှာပြင်းထန်တဲ့ငလင်ထိခိုက်ခံစားသူများကိုပြန်လည်ထူထောင်ရေးငွေထောက်ပံ့ကူညီတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့ရှိကျေးရွာများမှာမက်စလာအတွင်းဖြစ်ပွားခဲ့တဲ့ပြင်းထန်ငလင်ကြောင့်ထိခိုက်ခံစားသူများအားပြန်လည်ထူထောင်ရေးအတွက်ပထမအကြိမ်ငွေသားထောက်ပံ့ခြင်းစီစဉ်ရငလင်ပေးတဲ့အိမ်တော်စုများအားထောက်ပံ့ငွေများပေးယူကြောင်းကိုစက်ချင်းဤဝန်ထမ်းများနဲ့စက်ချင်းဤစေတနာလုံအားရှင်များကအောက်တိုဘာလ26ရက်နေ့မှာတွားရောက်ပြေးဝေခဲ့ပါတယ်။ထောက်ပံ့ရမှာ ရောင်ရွှေမျိုးရှိအိမ်တော်စု431စုအတွက်အိမ်တော်စုတစုလင်းငွေသား74သိန်းလုံးဖြင့်ကျပ်သိန်းပေါင်း1644သိန်းကိုမလင်သင့်အိမ်တော်စုများအတွက်လက်ရောက်ထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံမှာတတိယအကြိမ်မြောက်နိုင်ငံတကာထယ်လိမ့်တဲ့စက်ရန်နရကုန်စည်ပြပွဲကိုဒီဇင်ဘာလမှာကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတတိယအကြိမ်မြောက်နိုင်ငံတကာ အထယ်လေးဆက်ရန်နရကုန်စည်ပြပွဲကိုဒီဇင်ဘာလ9ရက်မှ9ရက်ထိကျင်းပမှာဖြစ်ပြီး၎င်းပြပွဲမှာတရုတ်မြန်မာအာဆီယံနိုင်ငံများကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့မြန်မာအထယ်ချုပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ကာစမ်းသစ်တည်ထင်မှုများကိုလေ့လာနိုင်ရန်စီစဉ်ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံအထယ်ချုပ်လုပ်ငန်းရှင်များအသင်းမှသိရပါတယ်။၃ရက်ကြာပြပွဲမှာတရုတ်မြန်မာနိုင်ငံမှအထယ်လေးနဲ့ကုန်ပစ္စည်းများလုတ်ကဲ MSME ထုတ်ကုန်များစက်ရုံသုံးပစ္စည်းများနဲ့ ဆက်ဆက်ကုန်ရမ်းများကိုပြတ်တာသွားမှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရခိုင်မှာထင်းရှားပါလာသဖြင့်ထင်းစင်းလုံးအစမတန်မြင့်မားနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရခိုင်မှာတကြောပြန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးအချိန်မှစ၍လျှက်စစ်မီးများဖြတ်တောက်ခံရခြင်းကြောင့်ချက်ပြုတ်စားတောက်ရန်လျှက်စစ်မီးအုံပြူရမှထင်းမီးသွေးကိုသာအုံပြူနေရတာကိုတွေ့ရှိရပါတယ်။ရခိုင်နှစ်ကထင်းထော်လာကြီးတစည်းကိုကျက်သုံးသိန်းဝန်းကျင်သာရှိတော်လဲ ယခုနှစ်မှာဈေးနှစ်ဆမြင့်တက်ပြီး6သိန်းဝန်းကျင်ခန့်ရှိလာခဲ့ပါတယ်။စံတပေရှိတဲ့ထင်းကြောင်တစ်ချောင်းကိုရခိုင်ကငွေ700ခန့်မှာအခု700တိဈေးကောင်းရရှိနေပြီးအလုတ်လက်မဲ့ဖြစ်နေသောစစ်ပေးဆောင်များမှာလည်းထင်းခုံရောင်းချပြီးအသက်မေဝါကြောင့်ပြုတ်နေရတယ်လို့ဒေသခံတွေကသိရပါတယ်။ဆက်လက်တင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ KK ပတ်မှထိုင်းသူခိုးဝင်လာတဲ့ကြားဖြန့်သမားတထောင်ကျော်ထဲမှာလာအိုရွှေသတိကံနေမြေမှာတရုတ်ဒုစရိုက်ကောင်းဆောင် ဇောင်းဝေပါဝင်ပဲရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကင်းပြင်းနဲ့မြရီမြို့ကေပတ်ကြားဖြန့်ဝင်းမှာထိုင်းဘက်သို့ထွက်ပြေးလာတဲ့လူပေါင်း1243ယောက်ထဲမှာ၎င်းဒူးစရိုက်ရဝင်းရဲ့ခေါင်းဆောင်တရုတ်နိုင်ငံသားဇောင်းဝေပါရှိပွဲရှိကြောင်းထိုင်းမီဒီယာမှာဖော်ပြပါတယ်။ဇောင်းဝေကအော်တိုဘားလာ26ရက်နေ့မဲရမတ်တဘာဝနေဆက်လမ်းမတစ်ဆင့်ထိုင်းဘက်သို့ဝင်ရောက်လာပြီး၎င်းအခြေချနေထိုင်သောလာအိုပိုင်းရွှေသီရိကန်နယ်မြေကင်းရိုမန်း ကာစီနိုစီမံကိန်းဝင်ကြီးတဲ့သူဥတီသွားနေတယ်လို့သတင်းများမှာဖော်ပြပါတယ်။ဇောင်းဝေဟာ83နှစ်ရှိပြီဖြစ်ပြီး၎င်းဟာ2008ခုနှစ်ကင်းရိုမန်ကာစီနိုမြို့တော်ကိုထူထောင်ခဲ့ပြီး၎င်းရဲ့ဝဲမှာကြားဖြန့်လူမောင်ကိုဝေကြီးခါဝါချောင်းမှုများလုပ်ဆောင်သဖြင့်အမေရိကန်ကပိတ်ဆို့အရေးယူထားသူဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ဆုံးတင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်မှာမိုးကြိုးပစ်ခြင်းနဲ့အတူပြည်နယ်နဲ့တိုင်းချို့မှာအချိန်ခါမှုမိုးရွာသွန်းနေဆိုတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်မှာမိုးကြိုးပစ်ခြင်းနဲ့အတူမိုးရွာသွန်းနေသလိုကြံပြင်းနေတဲ့တိုင်းချုံမှာလည်းအချိန်ခါမှုမိုးရွာသွန်းနေတယ်လို့သိရပါတယ်။ရန်ကုန်မှာဒီမနေ့အော်တိုဘားလ31ရက်နေ့မှာစပြီးမိုးရွာသွန်းခဲ့ကနိုဝင်ဘာလ1ရက်နေ့နဲ့ပိုင်းမှာလည်းယမန်နေ့ထက်ပိုပြီးမိုးတိတံစွာရွာသွန်းပြီးမိုးကြိုးပစ်ခြင်းမိုးချုံခြင်းများဖြစ်ပေါ်ခဲ့ပါတယ်။မနေ့မိုးကြိုးပစ်ချတာကိုနေတဲ့နေရာနဲ့နီးနီးလေးပဲမိုးကအချိန်ခါမှုရွာနေတာလို့ရန်ကုန်ပြည်သူတူကမှတ်ချက်ပြုပြောပါတယ်။ယနေ့နေ့ပိုင်း မိုးစလာရဲ့သတိပေးချက်အရရန်ကုန်တိုင်း AR တိုင်းတနင်္လာရီတိုင်းမွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာနှံပြပဲခူးတိုင်းမကွေးတိုင်းနဲ့ကင်းပြည်နယ်တို့မှာနေရာစိတ်စိတ်နေပြည်တော်ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကျကျနဲ့ကြံသေးတာတိုင်းပြည်နယ်တို့မှာနေရာကွက်ကြားမုတ်ထစ်ကျုံရွာမှာဖြစ်ပြီးရွာရုံရာနှုန်းပြည့်ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။နောက်နေ့အတွက်ခံမှန်းချက်အရနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်း AR တိုင်းတနင်္လာရီတိုင်းကင်းပြည်နယ်မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံ့ပြဗုဒ္ဓကျောင်းရွာနိုင်သေးတယ်လို့ဖော်ပြထားပါတယ်အခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိနေတဲ့စည်ရေးစီဝါရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းအချို့ကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြစမ်းမှရှင်းလန်းကြပါစေခင်ဗျာ